Roman Hero တွေမှာမာပြီးတော့ရှီးသက်သက်အပြင် Crown Gunova ပေးရကြိုက်တယ်ဆိုရင်ကြံဖေးကိုကန်းကြည့်လိုက်ပါအားလုံးပဲမင်္ဂလာပါကျွန်တော်က live ဖြစ်ပါတယ်ဒီဗီဒီယိုမှာကြံဖေးရဲ့ scale လောက်လောက်ပုံတွေကိုရှင်းပြပြတော့မှာဖြစ်ပါလေကြံဖေးက base တက်တာမဟုတ် scale တောင်းလိုက်တဲ့အခါမှာ hp ဘာတန်းရောက်ကဝါတန်းလေးကပြည်လာမှာဖြစ်တယ်နောက်ပြီးသူ့ရဲ့ ara form က scale ကိုသုံးမယ်ဆိုရင်လည်း enemy ရဲ့ movement speed 95ရာခိုင်နှုန်းကို20ခန့်ကြာနှေးစေမှာဖြစ်တယ် ဂျန်ဖေးကသူ့ရဲ့လက်နက်ကိုရမ်းလိုက်မှာဖြစ်ပြီး enemy ကို638 physical damage တယောက်တွေမှာအပြင် nobel ဖြစ်သူမှာဖြစ်တယ်။ဂျန်ဖေးကတာဂတာရှင်တစ်ခုကိုခုန်လိုက်မှာဖြစ်ပြီးသူကိုယ်တိုင်အပြင် range အတွင်းကသင်းမိတ်တွေကိုပါရှီးတစ်ခုရရှိသူမှာဖြစ်တယ်။ဂျန်ဖေးကတာဂတာရှင်တစ်လျှောက်ကို1.25 second ကြာသုံးအထူးပြိုးလိုက်လိုက်မှာဖြစ်တယ်။အဲ့လိုလုံးနေခြင်းအတွင်းမှာ crown control immunity effect ကိုရရှိမှာအပြင် 2hb 40%နဲ့ညီမျှတဲ့ရှီးတစ်ခုကို50 second ကြာရရှိမှာဖြစ်တယ်။ နောက်ပြီးလမ်းကြောင်းကအနမီဝူဖီဒီကန်ဒမ်းမေ6ရောက်ကိုတက်ရောက်စီမှာအပြင်နောက်ဘက်ဖြစ်စီမှာဖြစ်တယ်။သူ transform လောက်လိုက်တဲ့ scale 1ကမြေကြီးကိုတစ်ချက်ထောင်းလိုက်မှာဖြစ်ပြီး range တဲကအနမီဝူဖီဒီကန်ဒမ်းမေ850ကိုတက်ရောက်စီမှာအပြင်0.5 second ကြာလမ်းဖြစ်စီမှာဖြစ်တယ်။သူ transform လုပ်ထားတဲ့ scale 2ကလည်း target direction တစ်ခုစီကိုခုန်လိုက်မှဖြစ်ပြီး range အတွင်း enemy ကို physical damage 680တက်ရောက်စီမှာဖြစ်တယ်။နောက်ပြီး center အတွင်းက enemy ကို0.5 second ကြာလမ်းဖြစ်စီမှာဖြစ်တယ်။ ဂျန်ဖေးရစကေသူဟာတင်မိတ်တွေကိုပါရှီပေးနိုင်တဲ့အတွက်ကြောင့်မလို့တေချာလေးသုံးတင်ပါတယ်။နောက်ပြီးအဒီမေသုံးပြီးရလာတဲ့ဟန်စကရီရလည်းခေါင်းဂရူပါအတွက်ကြောင့်မလို့ဘယ်တယ်မှာတော်လေးသုံးဝင်ပါတယ်။အဒီမေက HP ဘာတဲ့အောက်ကအဝါတန်းပြေမှာသုံးလို့ရတဲ့အတွက်ကြောင့်မလို့ဘယ်တယ်မတိုင်ခင်မှာအရင်ဖြည့်ထားတင်ပါတယ်။ဂျန်ဖေးရစကေတွေကတစ်ဖက်အတင်းကိုအယောင်နောက်စီတဲ့အပြင်ကိုတင်းအတွက်ပါထောက်မှုပေးပါတယ်။ဒါကြောင့်မလို့ Janfrey ကစားထွက်ကလေးကနေအခုထိ Pearrange များတဲ့ Hero တောင်ဖြစ်နေတယ်။ Janfrey နဲ့ Life ဖတ်တဲ့ item တွေကတော့ ဗီဒီယိုကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်တရားရှင်းလေးကိုအထူးကျေးဇူးတင်ရှိပါတယ်။နောက်တော့ပုံမှန်ပြန်တွေ့ကြပါအောင်။အားလုံးပဲကောင်းတော့နေလေးပန်းဆိုင်ကြပါစေ။